2024မှာ Hamster Cobra ကအစပြုလို့ Adro တော်တော်များများပေါ်လာခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံမှာလည်း DHA ကစပြီးတော့ Web3 နဲ့ Blockchain ကိုတော်တော်များများရင်းနှီးလာကြတယ်လို့ဆိုရပါမယ်။ဒီဗီဒီယိုမှာ AirDrop ဆိုတာဘယ်လိုပုံစံရှိလဲဆိုတာရယ် Scam တွေမမိအောင်ဘယ်လိုလုပ်ရမလဲဆိုတာရယ်ပြီးတော့ Binance မှာ AirDrop တွေကိုဘယ်လိုယူရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်။ပထမဆုံး AirDrop ဆိုတာဘာလဲဆိုတာကိုကြည့်ရအောင်ပါ။ AirDrop ဆိုတာ Crypto Project တွေကသူတို့ရဲ့ Token တွေကိုအလဲကားပေးတာပါ။ ဘာကြောင့်ပေးတာလဲဆိုတော့သူတို့ရဲ့ project တွေကိုလူသိများအောင်လုပ်ချင်တာရဲ့အတုပ်ပြုသူတွေပိုများလာအောင်ဆွဲဆောင်ချင်တာရဲ့အကြောင်းဖြစ်ပါတယ်ဒီတုတ်ကေတွေရဖို့အတွက်ကျွန်တော်တို့က သူတို့သတ်မှတ်ထားတဲ့ test တွေကိုလုတ်ပေးဖို့တော့လိုအပ်ပါတယ်။ဥပမာသူတို့ရဲ့ social media ကို follow လုပ်တာ၊သူတို့ရဲ့ website တွေမှာ account ဖွင့်တာ၊ဒါမှမဟုတ်သူတို့ရဲ့ token တွေကိုကင်ထားတာစတဲ့အလုပ်တွေမျိုးပေါ့။အဓိကအားဖြင့် airdrop အမျိုးအစားသုံးခုရှိပါတယ်။ပထမတစ်ခုက Tashbit airdrop ပါ။ project တွေရဲ့ social media account တွေကို follow လုပ်တာ၊ Telegram group တွေကိုဝင် join ပေးတာ သူတို့ရဲ့ post တွေကို like နဲ့ share လုပ်တာစားတဲ့ thanks တွေကိုလုပ်ပြီးတော့တုတ်ကေတွေကိုရနိုင်ပါတယ်ဒုတိယတစ်ခုက stake base airdrop ပါဒါကသတ်မှတ်ထားတဲ့ cryptocurrency တွေကိုကိုယ့်ရဲ့ wallet ထဲမှာ stake လုပ်ထားမယ်ဆိုရင်အခမဲ့တုတ်ကေတွေကိုရရှိနိုင်ပါတယ်ဥပမာ BAB ကို stake လုပ်ထားမယ်ဆိုရင် stake လုပ်ထားတဲ့ပမာဏပေါ်မူတည်ပြီးတော့သူတို့ရဲ့တုတ်ကေတွေကို airdrop ပေးတာမျိုးပါနောက်တစ်ခုက royalty driving airdrop ဖြစ်ပါတယ်ဒါက project တစ်ခုကိုအစောပိုင်းကတည်းကတုံးခဲတဲ့သူတွေအတွက်ရည်ရွယ်တာမျိုးပါ project တွေရဲ့ text တွေမှာပါဝင်တာမျိုးတွေ early user တယောက်ဖြစ်တယ်ဆိုတာမျိုးဆိုရင်တုတ်ကီတွေကို reward အနေနဲ့ပေးတာမျိုးဖြစ်ပါတယ်ဥပမာကျွန်တော်တို့က brew ကိုအတုပ်ပြုခဲ့တာ2024မေလကတည်းကဖြစ်ပါတယ်အခု2025 Q3 မှာဆိုရင် airdrop ရတာမျိုးဖြစ်ပါတယ် airdrop တွေကအလဲကရရတယ်ဆိုပေမဲ့တစ်ဖက်မှာ scam တွေလည်းအများကြီးရှိတာကြောင့်တေချာစစ်ဖို့တော့လိုပါတယ်။ဒါကြောင့် project တွေရဲ့ website, white paper နဲ့ social media အကောင့်တွေကိုတေချာလေ့လာပါ။သူတို့ရဲ့ team မှာဘယ်သူတွေပါဝင်လဲ၊ဘာတွေလုပ်နေလဲဆိုတာကိုကြည့်ကြည့်ပါ။ပွင့်လင်းမြင်သာမှုရှိတဲ့ project တွေဆိုရင်သတိထားပါ။ကို airdrop လုပ်နေတဲ့ project ကနာမည်ကြီး H တွေနဲ့ partnership လုပ်ထားလား၊ listing ဖြစ်ဖို့ရောအလားအလာရှိမရှိဆိုတာကိုကြည့်ပါ။ listing ဖြစ်နိုင်ခြေရှိတဲ့ airdrop တွေကိုပဲလုပ်ပါ။ အရေးကြီးဆုံးက scam တွေကိုဘယ်လိုရှာရမလဲဆိုတာပါပဲ။အင်တာနက်ပေါ်မှာ fake address တွေ, phishing လက်တွေပြီးတော့ ို့ wallet ထဲကပတ်စံတွေကိုခိုးယူဖို့ကြိုးစားနေတဲ့သူတွေအများကြီးပါဒါတွေကိုဘယ်လိုရှောင်ရှားရမလဲဆိုတော့ official မဟုတ်တဲ့ website တွေမှာကို wallet address နဲ့ private key တွေကိုဘယ်တော့မှမထမ်းပြဖို့နဲ့ official ဖြစ်တဲ့ project တွေရဲ့ website domain တွေကိုတည်ကြဆက်ပါတကယ် address တွေကကျွန်တော်တို့ရဲ့ private key တွေ mnemonic key တွေကိုဘယ်တော့မှမတောင်းပါဘူးပြီးတော့ email ဒါမှမဟုတ် social media ကနေပို့လာတဲ့ဘာမှမသိတဲ့ link တွေကိုမနှိပ်ပါနဲ့ နောက်တစ်ခုကကျွန်တော်တို့ရဲ့ wallet ကို website တွေနဲ့ချိန်တဲ့အခါ permission ပေးတာတွေကိုတတိထားပါတချို့ scammer တွေကကျွန်တော်တို့ရဲ့ wallet နဲ့ချိတ်ခိုင်းပြီးတော့ crypto တွေကိုခိုးယူနိုင်တဲ့အထိလုံလို့ရပါတယ်။အခြေကုန်သက်သာတဲ့ airdrop လုပ်ချင်သူတွေက Binance Mega Drop ရဲ့ airdrop ဆိုရင်အခုမှစမဲ့ beginner အတွက်ရောအတွေ့အကြုံရှိပြီးသားသူတွေအတွက်ပါအဆင်ပြေပါတယ်။သူကဘယ်နေရာမှမရှိသေးတဲ့ token အသစ်စစ်စစ်တွေကို airdrop ပေးတဲ့နေရာဖြစ်ပါတယ်။ Binance ပေါ်မှာရှိတာကြောင့် security တွေစိတ်ချရပြီးတော့အခြေသုံးလေးရဲ့ဘေးရုံနဲ့သူလုတ်ခဲ့ထားတဲ့ quest တွေကိုလုတ်ပြီးပြီဆိုရင် airdrop ရပြီဖြစ်ပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလောက်မှဖြစ်တဲ့ကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။